ထရန့်အစိုးရက VOA ရုံးအဆောက်အုံကိုရောင်းတင်ထားတယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရဖွဲ့ဟာ Federal Injunction စုစုကိုရှင်းချဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့အ мян ရောင်းမှုသတ်မှတ်ထားတဲ့အစိုးရအဆောက်အုံများစီရင်မှာ Voice of America VOA ရုံးချုပ်ကိုထည့်သွင်းလိုက်ပါတယ်။ VOA ရုံးချုပ်ဟာ National Mall ရဲ့တောင်ဘက်နဲ့ American Concrete တို့အဆောက်အုံမှာနှစ်ဘလောက်အကွာမှာရှိပါတယ်။မူလကလူနေမှုဖူလုံရေးစီမံခန့်ခွဲရေးရုံးအတွက်တည်ဆောက်ခဲ့တဲ့ ်သမိုင်းဝင်အဆောင်အုံလည်းဖြစ်ပါတယ်။ VOE ရဲ့ Megan Company Agency for Global Media နဲ့ကျန်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာနအတွက်ရုံးခန်းလေးလည်းပါရှိပါတယ်။ Federal ဆိုရအကောင်စီ short ချလို့လည်း Trump ရဲ့ Champion Billion Elon Musk ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းနဲ့ Trump က RFA IFE ဒါပြင်ကျူဘာ Broadcasting Office CVO နဲ့ Open Technology Fund ပါဝင် VOE နဲ့ဆက်ဆက်ကွန်ရက်တွေကိုပိတ်ပင်လှုပ်ဆောင်ချိန်မှာအစောအူးရောင်းချမဲ့တဲ့တွင်ထွက်ပေါ်ခဲ့တာပါ။မကြောက်သေးမီရပိုင်းတွင်ရောင်းတင်ထားတဲ့တခြားပိုက်ဆိုင်မှုတွေမှာ Noin Jellies နဲ့ Clipland မှာရှိတဲ့ဗဟုတရားရုံးတွေ၊ Saint Louis မှာရှိတဲ့အစားအသောက် Peking နဲ့စီမံခန့်ခွဲရေးဝန်ဆောင်မှုဗဟုဌာနတက်ခွဲကဝါရှင်တန်ရှိအင်ယာနဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနချုပ်တို့ပါဝင်ပါတယ်။ အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနကချက်ချင်းရောင်းမဲ့ဖက်ဒရယ်စောင့်အောင်ပေါင်း443လုံးကိုစီရင်ပြုစုပြီးနောက်အပတ်စဉ်ရောင်းချမဲ့စောင့်အုပ်ကြောင့်ညာတဲ့တတိတသန်းထွက်ပေါ်လာပါတယ်။ထရရဲ့ရမုံငွေဖြတ်တောက်မဲ့အစီအစဉ်ကိုကွန်ကရစ်တရားရုံးကပယ်ချနိုင်ခဲ့ရင်တော့မှ VOA အစောင့်အုပ်ရောင်းချမှုကြောင့်အစိုးရလက်အောက်ခံနိုင်ငံတကာသတင်းကွန်ရက်များမှာ အချိန်ပြည့်ဝန်ထမ်းတွေနဲ့စာချုပ်ဝန်ထမ်းတွေအိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်ပါတယ် VOA ရုံးပိတ်သိမ်းမှုကိုဖက်ဒရယ်တရားသူကြီးတူကယာယီဆိုင်ငံ့ခဲ့ပါသေးတယ်ဒါပေမဲ့ VOA သတင်းသမားများအလုတ်ရက်စဲခံရတော့မဲ့အချိန်ဒီမှာ Trump အနေနဲ့ရမုံငွေထိန်းချုပ်မှုကိုဆက်လုဆောင်နိုင်ကြောင်းယူကန်တရားဝန်ကနောက်ပိုင်းဆုံးဖြတ်ပါတယ် ဂျိုးဘိုင်နန်ဆိုရဟာယမနက်ကဝါရှင်တန်မှာရှိတဲ့ခင်မီတက်လွန်တဲ့ဒီဆောက်မှာ VOA ကို15နှစ်စာအငှားချဖို့ဆွေးနွေးညှိနှိုင်းပေးခဲ့ပေမဲ့ Agency for Global Media ကိုဦးစီးမဲ့ Trump အဆိုပြုခံထားသူကအဲ့ဒီစာချုပ်ကိုမလကပယ်ဖျက်ခဲ့ပါလိမ့်။ခရိုင်ရဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ် Gary Lick က VOA ရုံးခန်းငှားရခအလုံးစည်းကြီးကြောင့်နဲ့ဆိုရပိုင်ကွန်ရက်အတွက်အစီအစဉ်နဲ့ပံ့ပိုးဖို့ Trump ကိုထောက်ခံတဲ့အစီအစဉ်တင်ဆက်သူများခံထားတဲ့ West America New Network ကိုအားပြုသွားမယ်လို့ဆိုပါတယ်။